အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဘာကြောင့် transformer မှာ AC system ကလည်းအလုပ်လုပ်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးချင်ပါတယ်အဲ့တော့ပထမအဦးဆုံးပေါ့နော်ဒီမှာရွေးခွေထားတဲ့ condenser တစ်ခုရှိတယ်အဲ့ဒီ condenser ကိုဒီမှာ galvanometer လေးနဲ့ချိတ်ဆက်လိုက်နေပြီးရင်သူ့ရဲ့ဒီမှာတန်လိုက်တုံးကို တစ်ချက်ရွေးရှာမယ်ပေါ့နော်အဲ့တော့တန်လိုက်တုံးငြိမ်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီဗာဗန်နိုမီတာလေးမှာသူ့ရဲ့လက်တန်လေးကလည်းငြိမ်နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာတန်လိုက်တုံးကိုအပေါ်ကနေအောက်ကိုရွေးရှာလိုက်မယ်ဆိုရင်ဒီလက်တန်လေးကလည်းလိုက်ပြီးတော့ရွေးရှာသွားမယ်နောက်တစ်ခါတန်လိုက်တုံးမှုတစ်ခါ ောက်ကနေအပေါ်ကိုရွှေ့ရှားလိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီကာဗာနိုမီတာရဲ့လက်တံလေးကသူ့ရဲ့စန့်ကျင်ဘက်ကိုပေါ့နော်ရွှေ့ရှားသွားမယ်။ဒါကဘာကိုဆိုလိုတာလဲဆိုတော့ဒီတန်လိုက်တုံးကနေပြီးတော့ magnetic field ပေါ့နော်တန်လိုက်ဆက်ကွင်းပြောင်းလဲခြင်းဖြစ်ပေါ်တဲ့အခါမှာဆိုလို့ရှိရင်ဒီရစ်ခွေထားတဲ့ conductor မှာ electricity တနည်းအားဖြင့်ဒီ electron flow ပေါ့နော် electron လေးတွေစီးဆင်းပြီးတော့ current series ဆိုတာကို ဖော်ပြတာဖြစ်တယ်ပေါ့အဲ့တော့ဒီတက်လိုက်တော့ငြိမ်နေသမျှဒီဒီ conductor မှာ electron flow ဖြစ်ပေါ်ခြင်းမရှိဘူးပေါ့နော်သူကတသမှတ်ထဲ not bonus sort ပုံလေးရှိနေတယ်ဒါပေမဲ့ဒီတက်လိုက်တော့အထက်အောက်ရွေးရှားမှသာဖြင့်ဒီ conductor မှာ electron flow ဖြစ်ပေါ်တယ်ဒါကို AC system လို့ခေါ်တယ်ပေါ့နော်သူက အပေါင်းတစ်လက်အနှုတ်တစ်လက်နော်တစ်လက်စီဖြစ်ပေါ်နေတယ် ဟုတ်ပြီအဲ့တော့ DC system ကတော့အကုန်လုံးပြီးကြတယ်ပေါ့နော် तू ကတသမှတ်သေးပဲရှိတယ်သူကအပေါင်းစုအပေါင်းအနှုတ်စုနှုတ်ပေါ့နော် तू လုံးဝပြောင်းလဲခြင်းမရှိဘဲနဲ့နော် straight line တိုင်းနဲ့သွားနေတယ်အဲ့တော့ဒီသဘောတရားကို transformer မှာကြည့်ကြပြီပေါ့နော်အဲ့တော့ဒီ transformer မှာဆိုလို့ရှိရင် primary winding ရယ် secondary winding ရယ်ဆိုပြီးတော့ရှိတယ်။အဲ့တော့ primary winding တဲ့ကိုအာ AC current AC voltage ထည့်လိုက်တဲ့အခါမှာဆိုရင်ခုနလိုအပေါင်းတစ်လက်အနှုတ်တစ်လက်နော်ဒီ magnetic field changing ဖြစ်ပေါ်တယ်ပြောင်းလဲတယ်ပေါ့နော်အဲ့ဒီပြောင်းလဲသွားတဲ့ magnetic field ကြောင့်မို့လို့ဒီဘက် secondary side မှာ electron flow ဖြစ်ပေါ်ပြီးတော့အာ current တွေ voltage တွေကိုဒီဘက်ကနေထုတ်လို့ရတယ်ပေါ့အကယ်၍သာခုနလို DC ပဲသုံးမယ်ပေါ့နော် DC ပဲသုံးမယ်ဆိုလို့ရှိရင်ဒီ transformer ဒီသူက ်အမြဲညင်နေတဲ့အရာသူ့မှာနှုတ်ရှားနေတဲ့အရာမရှိဘူးပေါ့နော် moving parts မရှိတဲ့အရာဖြစ်တယ်အဲ့တော့ဒီ widening ထုတ်တွေဒီညင်နေတာပေါ့ညင်နေတဲ့ခါကျတော့ဒီ magnetic field ပြောင်းလဲဖို့အတွက်ကိုသူကမလုပ်ပေးနိုင်ဘူး DC source နဲ့ပဲချိန်လိုက်မယ်ဆိုလို့ရှိရင် dividing ထုတ်ကြည့်ပါ not pole sort pole ဆိုလို့ရှိရင်လည်းသူက not pole sort pole ပဲ꿰နေမှာပေါ့နော်ဒီ magnetic field ကပြောင်းလဲခြင်းမရှိဘူးဒီဘက်ကြောင့်မလို့ဒီဘက် second knee ကနေပြီးတော့ electric ပြက်စစ်ကိုထုတ်ပြီးတော့သုံးလို့မရဘူးပေါ့နော်ဒါကြောင့်မို့လို့ဒီ AC system မှာ AC system ကိုပေါ့နော်ဒီ transformer မှာ AC system နဲ့လက်ခံပါတယ်အဲ့တော့ဒီ AC system လက်ခံပေါ့နော်အကြောင်းရင်းကတော့ magnetic field changing ဖြစ်မှသာလေဒီ electron flow ဖြစ်ပြီးတော့ current ကိုထုတ်သုံးလို့ရတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ဒီနေ့ကတော့ ။ဒါကြောင့် transformer မှာ AC system ကလည်းအလုပ်လုပ်တာလေဆိုတာနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။